အမျိုးသမီးတယောက်ဟာဘယ်လိုကုသကောင်းမှုတွေကြောင့်မနာပါကာယကဘုံရောက်ရတာပါလဲ။ဗာဒီလှုပ်လို့ရောက်တာတော့ဆိုတော့မြတ်စွာဘုရားဟောတယ်။နိရုဒ္ဓာတဲ့အမျိုးသမီးတယောက်ဟာဒီအချက်ရှိချက်လိုင်းနာပြီးတော့နေထိုင်တဲ့အမျိုးသမီးဟာဒီအချက်ရှိချက်ကိုတသွေးမတိန်လိုင်းနာပြီးတော့ရှင်သုံးသည့်အတွက်သူဟာဒီဘုံကိုရောက်တာလို့အဲ့ဒါစိတ်ဝင်စားစရာကောင်းတယ်အဲ့မှာ အချက်ရှိချက်ကသီလလည်းပါတယ်ဒါနလည်းပါတယ်။တမန်ဘဝမှာမိသားစုဘဝမှာလောက်ကင်တာတွေလည်းပါနေတယ်။အဲ့ဒါစိတ်ဝင်စားစရာကုသိုလ်ကောင်းမှုရှိလို့ဖြစ်တာကြီးပဲမဟုတ်ဘူး။အဲ့တော့သတိထားစရာကစီးနဲ့ကန်းနဲ့မိသားစုတောင်းချီချီလောဘနဲ့မဟုတ်ဘူးဒေါသနဲ့မဟုတ်ဘူး။ဘုတရားချိပြွန်စွာနေလို့ရှိရင်လည်းဒါကုသိုလ်ရတယ်ဆိုတဲ့အိဗေပေါ်တယ်ဘုတရားချိဖို့လို့ရပေါ့ အိမ်မနေပဲလို့ဝတ်တရားကြည်ပြီးတော့မေတ္တာနဲ့နေတာဟာကုသိုလ်ရတယ်လို့သူဆိုလိုတဲ့အတိတ်အဲ့တော့ရှင်မျိုးကိုတစ်ခုစီခွဲပြတဲ့အခါကျတော့ဘာလို့ဆိုတော့နမတိကမျိုးသမီးတယောက်ကိုသူ့ရဲ့မိဘတွေကနေပြီးတော့အိမ်တော်ရဲ့သားချပေးတယ်ပေါ့အဲ့အိမ်တော်ရဲ့သားချတယ်မျိုးသမီးတွေအတွက်ကြီးပြောမျိုးသမီးမိဘတွေက ကောင်းကျိုးချမ်းသာဖြစ်ဖို့ညှို့လင်းချက်နဲ့ကိုယ့်ရဲ့သမီးကိုအိမ်တော်ရဲ့သားချပေးလိုက်တယ်တဲ့အဲ့လိုအိမ်တော်ရဲ့သားချပေးတဲ့အမျိုးသမီးဟာကိုယ့်ရဲ့အိမ်တော်ဘက်ပေါ်မှာဘုတရားချေပြမှုရှိဘုတရားချေပြစွာနေထိုင်နေဒါတစ်ချက်နော်ဝတရားကြည်ပြောတာအဲ့ဒါဝတရားကြည်ပြောတာလည်းဒီမှာဒါအခုသူရနေတဲ့သဘောရှိတယ်ကိုလိုအမေဝတရားကိုကြည်ပြောလောက်ပြီးတော့ မေတ္တာနဲ့နေထိုင်နေနောက်တစ်ခုကဘာလို့ဆိုရင်မိမိရဲ့အိမ်တော်ဘက်ကကရုကတော့ဖြူပြီးတော့လေးစားရတဲ့အမေတို့အဖေတို့ဆိုရောက်ခမပေါ်လေးခုခဲ့တယ်ဗျအိမ်တော်မရဲ့မိဘတွေသူကိုးဝယ်တဲ့ဖာသာအဲ့ဒီအရေးပေါ်မှာသူကတလေးတစားကိုတရားချေပြွန်စွာဆောင်ရွက်ပေးတယ်ဒါတစ်ခု ဒါဒုတိယမြောက်ကုသိုလ်ဒါဟိုလူတွေကကုသိုလ်စင်နဲ့တော့မထဲ့ပါဘူးတရားတွေနော်ဝတရားကြည်ပြန်ဆိုတာဆောင်ရတယ်နံပါတ်3ကအိမ်မှုလုပ်ငန်းနေနဲ့ပတ်သက်လာတဲ့အခါမှာသူဟာလှုပ်တတ်တယ်၊ခိုင်တတ်တယ်၊ချက်တတ်တယ်၊ပြုတ်တတ်တယ်အလုံးအတွက်စီမံခန့်ခွဲချက်ပြုတ်မပြင်းမရီအိမ်မှုကိစ္စတွေကိုလှုပ်တယ်တဲ့ပြောပါဆိုရင်ဒါလည်းကုသိုလ်တစ်ခုပဲ ပြလာဒါဆိုကုသိုလ်လို့မထင်ကြဘူးလေဒါသူလုံးဝမဲ့ဝတရားတွေကိုသူချစ်ချစ်ပြင်ပြန်လုပ်တယ်ပေါ့နောက်တစ်ခုကပါတော့အိမ်မှာကိုယ့်အိမ်မှာဝိုင်းကူပြီးတော့လုပ်တဲ့အိမ်ကခိုင်းနေတဲ့ပုဂ္ဂိုလ်တွေလောသမားတွေရှိတယ်သူတို့ကိုအုပ်ချုပ်တဲ့ခံမာတဲ့လှုပ်ရင်လှုပ်သလိုမလှုပ်ရင်မလှုပ်သလိုခွဲခြားသေးတယ် လုံကြိုးစားရင်ကြိုးစားတယ်လို့အလုံးမကြိုးစားဘူးဆိုရင်မကြိုးစားတဲ့အတိုင်းဒါခွဲခြားပြီးတော့သူတို့ကိုပေးတဲ့ကံနဲ့မလုံတဲ့လူစုပေးတတ်ပေးပေါ့လုံတဲ့လူပို့ပြီးတော့ခရုဆိုင်ပေးနေမကောင်းတိုင်းမသာရှိလာလို့ရှိရင်ဟိုနေဝန်ကကောင်းတိုင်းမသာရှိလို့ရှိရင်သူ့ကိုဆေးဝါးကုသပေးတယ်ပေါ့ကိုရင်ကလူတွေကိုနော် နေမကောင်းတဲ့ပဒါရှိလို့ရှိရင်လည်းခွင့်ရတဲ့ပေးပြီးတော့ညတာမှုထားတယ်သူနဲ့တန်နဲ့လှုပ်ဖက်လှုပ်ပြီးတော့ညတာမှုတွေပြုတ်တယ်နောက်အိမ်မှာစားစရာတောက်စရာရှိရင်လည်းညီလူညီမြခွဲဝေပြီးတော့ပေးတယ်ဒါနဲ့တအားလည်းကုသိုလ်လို့ပြောတာဒါနသမီးဖြစ်ဖို့ရအတွက်ဒါတွေကလည်းကုသိုလ်တွေဖြစ်တယ်ဒါတွေကိုလည်းယူရအလုပ်လို့ဆိုပြီးတော့ကုသိုလ်လို့တော့မထင်ကြဘူးဒါလည်းကုသိုလ်ပဲတဲ့ နောက်နံပါတ်5ကတော့ကိုယ့်ရဲ့အိမ်သားကအပြင်းမသွားပြီးအလုတ်လုတ်ပြီးရှာဝေးလာခဲ့တဲ့ငွေကြေးတနစဥ္စပ္ပစီတွေကိုမခိုးမဝက်မထိမ့်မကြံမသုံးမဖြုံးမဲကိုယ့်အိမ်အောင်ပဲမသိအောင်တိတ်တိတ်ပုံခိုးဝက်တာတို့သုံးဖြုံးတာတို့မလုတ်ဖဲနဲ့သူဟာတည်တည်ချာချာ စနစ်တကျစီမံခန့်ခွဲပြီးတော့တိန်သားလုံးအတွက်အသုံးပြုတယ်။ရှားလာတဲ့ပစ္စည်းထိမ့်သိမ်းရှောက်ရှောက်တယ်ပေါ့။ဒါအောင်ဆိုလို့စီးတဲ့ရေးဩခန့်နဲ့ကတဲ့ဆိုအလုံးပေါ့။စီးလာတဲ့ရေးတွေကိုပျောက်ပြစ်မတော့အောင်တမန်နဲ့စီးပေးထားတယ်ပေါ့။ကတဲ့နဲ့စီးပေးထားတယ်လေထဲမှာရေးတယ်နော်အဲ့ဒါလို့ရှားလာတဲ့ပစ္စည်းကိုပျောက်ပြဲမှုမရှိအောင်သူက စီမံဆောင်ရပေးတယ်အဲ့ဒီငါးချက်ကကြည့်ရမယ်ဆိုရင်ဒါအိမ်အောင်ပဲစနီးတဲ့မြာလိုက်နာကျင့်သုံးရတဲ့တောင်းဝန်တရားပဲဒါသူ့ရဲ့တောင်းဝန်တရားကိုသူချေပြောင်းလုပ်တယ်လို့သူဆိုလို့တယ်ပေါ့အဲ့ဒီတောင်းဝန်တရားချေပြောင်းခြင်းဟာဟုတ်ထူချားတဲ့ကုသိုလ်ကြီးမဟုတ်တော့လည်းပဲဒါကုသိုလ်ပဲအပြစ်ကင်းပြီးတော့ မြန်ပေါ်မှာမြတ်မြတ်တာတာမေတ္တာထားပြီးတော့လှုပ်တာဖြစ်လို့မေတ္တာနဲ့လှုပ်တာဖြစ်လို့ဒါလည်းကုသိုလ်ပဲလို့သူဆိုလို့ဒီငါချက်ကဒါရိုးရငါချက်ပဲဖြစ်တယ်နောက်ထပ်နံပါတ်6ကျတော့ဗနာမကဟိကနတ်သမီးဖြစ်ဘူးဒါကျတော့ဘာသာရေးဘက်ကဆက်နိုင်လာပြန်နော်ဖျားဟုကိုးွယ်တယ်တရားဟုကိုးွယ်တယ်တန်ခါဟုကိုးွယ်တယ်ဘုရံတရဏဂိသမိဓမ္မံတရဏဂိသမိတန်ခံတရဏဂိသမိ ရှရဏသုံးပါးကိုကိုးကွယ်စိက္ကတုဖြစ်တယ်အဲ့ဒါဆိုရင်တော့ဘာသာကြားရဘယ်လိုလုပ်ဖောဒန္တရဏကိစ္ဆာမိဓမ္မန္တရဏကိစ္ဆာမိတန်ဃန္တရဏကိစ္ဆာမိဖယံတရားတန်ဃကိုးကွယ်တိုက်တဲ့ယရဏများကိုကိုးကွယ်နေစိက္ကတယ်တရဏဂုံတီးတယ်ပေါ့ဆိုလို့တယ်ဒါနံပါတ်6 ော့ဘုရားသာမဟုတ်ရင်တော့ဘုရားသရဏဂိသမိဓမ္မသရဏဂိသမိသံဃသရဏဂိသမိတော့ပါမှာမဟုတ်ဘူးသို့တော့သူကိုယ်ွယ်တဲ့ပုဂ္ဂိုလ်ကသူတော်ကောင်းဆိုလို့ရှိရင်တော့အထိုင်လျောက်တော့ကျိုးရှိမှာနော်သူတော်ကောင်းကိုကိုယ်ွယ်တယ်ဆိုရင်တော့ထိုင်လျောက်ကျိုးရှိရမှာပြီးတော့လိုင်းနာကျင့်သုံးတဲ့တရားကကောင်းတဲ့အကျင့်တရားဆိုရင်လည်းကျိုးရှိမှာပဲဒါကျိုးမရှိဘူးလို့ပြောလို့မရဘူး လည်းအကျိုးရှိနိုင်တယ်ပေါ့နောက်တစ်ခုကနမခွန်ကြတော့ဘာလို့ဆိုကိုချင်းတိလနဲ့ပြေဆုံးတယ်အဲ့ဒါတော့ဒါတိလပဲရောက်လာအဲ့ဒီကိုချင်းတိလဆိုတော့ဘာသာကြပဲဖြစ်ဖြစ်ဘုရားဘာသာပဲဖြစ်ဖြစ်ဒါကိုချင်းတိလဒီကိုချင်းတိလကတော့ရှင်းဘာလို့ဆိုရင် သူများသက်သက်ချင်းကရှောင်ရမယ်။သူများဥစ္စာမတရားယူတာရှောင်ရမယ်။ကာမိတုမဆဆရာရှောင်ရမယ်။မုဒဝရရှောင်ရမယ်။သူရမေတရားရှောင်ရမယ်။အဲ့ဒီရှောင်ကျင်မှု၅ရက်မရှောင်ရင်သူကဒုစရိုက်ပဲဒိဋ္ဌာ။နော်။လောကမှာရာဇဝမှုဖြစ်တာပဲ။လူရဲ့ဥပရိမှာ သူ့တိုင်ရင်တော့ပြည့်မရှိဘူးသူ့တိုင်ရင်ပြည့်ရှိတယ်လို့လူဥပရိယသာခွဲတာဘာသာတရားမြတ်စွာဘုရားဟောတဲ့တရားကြတော့ဘုသူတတ္တထုပဲပါဏတိပါဒဖြစ်တာနော်သို့သောအတိုင်းတားခြင်းတော့မထူတတ်ဘူးပေါ့သူတော်ကောင်းတတ္တနဲ့တိယုံမတတ္တနဲ့မတူဘူးပေါ့အဲ့လိုတော့ကွယ်ပြားချမ်းသာမှုတွေရှိတယ်တမန်ပုဂ္ဂိုလ်တယောက်တတ္တနဲ့ကိုယ့်မိဖေတတ္တနဲ့မတူဘူး အမှန်ပုထုဇဉ်တယောက်တတ်တာနဲ့ယဟန္တာပုဂ္ဂိုလ်တတ်တာနဲ့မတူပြန်ကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်တတ်တာနဲ့ကိုချင်းတရားမရှိတဲ့ပုဂ္ဂိုလ်တတ်တာမတူပြန်မတူတာပါမတူတာတော့ဆိုအချိုးပေးတာမတူတာပြောတာပို့ပြီးတော့အပြစ်ချီးတယ်အတ္တခံရတဲ့ပုဂ္ဂိုလ်ကကိုချင်းတရားကောင်းလေလေအီချင်းရှိလေလေတတ်တဲ့ပုဂ္ဂိုလ်မှာပို့ပြီးတော့ပြစ်ချီးတယ်ဒါကတော့ တဘာဝကြပါလေတဘာဝကြပါအလုံးတူတယ်ဆိုတော့တဘာဝမကြဘူးနော်အဲ့တော့ဖေတတဝါကိုမှမတတ်ဖူးရှောင်နေသူမြတ်ပစ္စည်းကိုဘယ်တော့မှဟိုမပေးပဲနဲ့သူမြတ်ပစ္စည်းကိုလိမ့်ယူရညာယူရခိုးယူရတခုမှမလုပ်ဖူးရှောင်နေကာမေတုမိစ္ဆာစာရ နော်ကိုနဲ့တရားဝင်လက်ထပ်ထားတဲ့ပုဂ္ဂိုလ်မဟုတ်တဲ့ပုံမှာသွားပြီးတော့ဆက်ဆံမှုလုပ်တာမရှိဘူးရှောင်းနေဘုဒ္ဓဝါရသူတပါအကျိုးပြည့်ပြားသောအောင်လိမ့်နည်းလေးပြပြောတာမျိုးမရှိဘူးရှောင်းနေအယက်သေးစာဘုရေစီဝတောက်စားတာမရှိဘူးရှောင်းနေဒီရှောင်းကျင်မှု9ရက်ဘာဝတိလာအဲ့ဒီ9ဘဝတိလာရှောင်းနေခုတူ ကနမခွန်နော်နမရှိကြတော့ဘာလို့ဆိုရှေးရောတဲ့သူအိမ်မှာနေတဲ့အချိန်မှာဘသူ့ပေါ်မှာပဲဖြစ်ဖြစ်ဂျင်နရစီတီလို့ခေါ်တော့ပေါ့နော်ဂျင်နရစီတီအလုံးပေါ်မှာမြတ်မြတ်တရရှဲတတ်တယ်ဘသူ့ပဲဖြစ်ဖြစ်ကျွေးခြင်းနဲ့မွေးခြင်းနဲ့ပေးခြင်းနဲ့ဆက်ရှိတယ် အလုံးပေါ်မှာမြန်မြန်တရာစွန့်လွတ်တယ်အဲ့ဒီစိတ်ဓာတ်ကတော့အလွန်မွန်မြတ်တဲ့စိတ်ဓာတ်ပေါ့ကိုယ်သာသုံးမယ်ဆိုတဲ့မစ္စရိယတရားကင်းပြီးတော့အလုံးအတွက်ခွဲဝေပေးနိုင်တဲ့စိတ်ဓာတ်မျိုးဒါကိုသာခဝတိစွန့်လွတ်မှုရှိတယ်လို့ဆိုဆိုတယ်စွန့်လွတ်တယ်စွန့်လွတ်တယ်ဆိုတော့ဘာလို့ဆိုရင် ို့အတွက်တောင်းပါဆွန့်လွတ်တာကိုစားမဲ့ဟာတောင်းသူများကိုပေးတယ်ဆိုတာဒါဆွန့်လွတ်တာခေါ်တယ်အဲ့ဒီလိုဆွန့်လွတ်မှုပေါ့အစားတဲ့အတော့ဆရာနဲ့ပတ်သက်ပြီးတော့အဲ့လိုဆွန့်လွတ်ပြီးဝိကတမလမစ္စေရိနာစေတသာအခရံအစ္ဆဝတတိမစ္စရိယစိတ်ကင်းပြီးတော့အိမ်မှနေတာအိမ်မှနေတဲ့အချိန်မှာမစ္စရိယတရားများနေလို့ရှိရင် ဒါတော့မထိနဲ့ဒါငါဟာဒါသူ့ဟာနဲ့ဆိုပြီးတော့ခွဲထားမကန်ရအောင်နော်တချို့မှာကိုကြိုက်တာကိုအဆွဲဆဲချက်တာလေမကြွေးဘူးကြံတဲ့လူတွေဒါငါအတွက် special အဲ့လိုဟာမျိုးရှိသေးတယ်လေအဲ့လိုမလုပ်ဘူးအလုံးအတွက်အလုံးအတွက်တူတူပဲစားတာတူတူပဲစင်တန်တူတူထားတယ် ဲ့ဒါဝိကတမလမစ္ဆေရိနာစေတတာကရံဣဇောတတိအိမ်မနေတဲ့အခါမှာသာရတောက်တာခွဲချပြီးတော့မလုပ်ဘူးကိုတူတူထားတယ်မုဒ္ဒစာကာတဲ့နမောရမလုပ်ဘူးနော်ပြတမှုမထဘဲနဲ့လွတ်လွတ်ကြီးဆုံးလွတ်တယ်ပေးတယ်ကမ်းတယ်စိတ်ကအတွေ့အစိတ်မပါဘူးလို့ဆိုပယတ္တပါဠိ ဒါကတော့တင်စားပြီးတော့ပြောတာဆေးကြောပြီးတော့လက်ရှိသူဖြစ်တယ်ဆေးကြောပြီးတော့လက်ရှိသူဆိုတာအပေကံ helping hand ကိုပြောတာနော် keeping hand လို့ပြောကြပြော helping hand သူများကိုပေးထက်ကန်တတ်သူလက်ကဘယ်တော့မှပြန်ပြီးတော့ပြန်ကုတ်တာမရှိဘူးသူများဆရာယူရလက်မဟုတ်ပေးတယ်လေ ်ဘယ်သူပဲဖြစ်ပေးဖို့သူကဆန်နေမယ်အဲဒါရောက်လာလို့ရှင်ပေးမယ်ကြွေးမယ်သူကငပြောနေတာမလုပ်ဘူးအဲ့လိုပေးဖို့ရဆန်နေဖြစ်နေတဲ့လက်ကိုစေကြောပြီးတော့လက်ရှိသူလို့သူတို့တင်တာတော့တာအေးသူများသက်ကိုရဲဆက်တဲ့တတ်တတ်တဲ့လူကြတော့ပေးလောဟိတပါဏိတဲ့သွေးစွန်သောလက်ရှိသူအဲ့ဒီလိုတော့တော့နော် ွေးပေသည်ဖြစ်စေမပေသည်ဖြစ်စေသူများတတ်ရင်ဒါတွေးဆုံးတော့လည်းပဲတရားလဲဆေးသည်ဖြစ်စေမဆေးသည်ဖြစ်စေသူများကိုပေးတဲ့ကံနဲ့ဆိုရလူကပယတပါဠိဆေးကြောပြီးတော့လက်ရှိသူဖြူစင်တဲ့လက်ရှိသူတန်ရှင်းတော့လက်ရှိသူလို့ဒီလိုတွေပဲရအင်္ဂလိပ်သုံးပါ helping ဆိုတာနဲ့တူတူပါပဲအဲ့ဒါမျိုးကုညီတတ်တဲ့လက်ရှိအလက်ရှိသူပုဂ္ဂိုလ်ဖြစ်တယ်တဲ့ဝတ်သက်ကရတော့ ပေးရကမ်းရတာပေါ့မသူကစိတ်ပျော့တယ်ခြေနဲ့တယ်နှမျောဘူးမတွန့်ပေးရကမ်းရမှာသူကခြေနဲ့တယ်ရှားဆယောကိုဘသူကလာတောင်းတောင်းတောင်းရလွဲ့တယ်ဘာလေးရှိဦးလားရှိတယ်ရော့ယူသွားတော့အဲ့လိုပေးတဲ့တူဆုလို့ဌာနတန်ဝိပါကရတောရှားရတဲ့ပစ္စည်းကိုပေးတယ်ဝေပေးတယ်ခွဲခြားတယ်အဲ့ဒီပေါ်မှာသူကပြောမွေးတယ် ဘယ်တော့မှတယောက်တည်းမစားဘူးဘယ်တော့မှငါအတွက်ဆိုပြီးတော့မထားဘူးအလုံးမြှဝေပြီးတော့စားလေးရှိတယ်အဲ့ဒါမျိုးပြောတာနော်အဲ့ဒါမစ္စရိယကင်းစင်ပြီးတော့အိမ်မှနေတဲ့အနေထားတစ်ခုတဲ့အဲ့ဒါကနံပါတ်8အဲ့တော့ငါဘသီလလုံနေဖရာတရားတန်ခါရဏသောစိကတ်တယ်ဒါကတစ်ခုငါဘသီလလုံနေဒါကတစ်ခု အပေးကံရရောတဲ့ဒါတခုအလုံးပေါင်းလိုက်တော့ရှစ်ခုဒီအိန္ဒြေရဲ့ဝတ္တရားက၅ခုဒီဘက်က၃ခုကုသိုလ်ဘက်က၃ခုနော်အိန္ဒြေရဲ့ဝတ္တရားကြည်ပြမှုတာက၅ခုဖျက်ရတဲ့တရဏဂုံကတစ်ခုသာဝတိလာကတစ်ခု အပေကံရဲ့ရောတာတခုဒီသုံးခုကတော့အကုသိုလ်ဆိုတာထင်ရှားတယ်နော်ဟိုဘက်ကတော့ကုသိုလ်ရဲ့လို့မထင်ရှားဘူးသို့တော့အမျိုးသမီးတွေဟာအဲ့တိုင်းလိုက်လာရဆိုလို့ရှိရင်အချက်ရှိချက်ပြည့်စုံသွားတယ်အဲ့တော့မြတ်စွာဘုရားကအနုရုဒ္ဓာတဲ့အခုပြောရတဲ့အချက်ရှိချက်နဲ့ပြည့်စုံတဲ့အမျိုးသမီးတွေဟာတဲ့ ဖြီးပွားကသိဆုံးသွားလို့ရှိရင်ဒီကုသိုလ်၈မျိုးကြောင့်ဒီအချက်၈ချက်ကြောင့်ဘဏဘာကာယကဆိုတဲ့နတ်သမီးဘဝကိုရောက်ပါတယ်လို့ဆိုပြအဲ့လိုခေါ်တယ်နော်